ီနေ့ဟင်းမချက်ပါဘူးဟင်းရှင်းရဟင်းနေရပါလေဟိုနေ့ကကြံတဲ့ဟင်းတွေကိုရေခဲသစ်တာထဲမှာရှိတဲ့အသေးရွက်တွေနဲ့အခုလိုဖွဖွဲရာလေးချက်လိုက်ပါတယ်တီမီဝီဒါကတော့အရင်နေ့ကကြံခဲ့ပုံရည်ကြီးနေဝတ်သားကိုပြန်ပြီးတော့အသေးရွက်တွေထည့်ပြီးချက်ထားရပဲဖြစ်ပါတယ် အရင်နေ့မှာကြံခဲ့တဲ့ပုံရိပ်သီးဝတ်သားကိုအခက်ခဲနဲ့ထည့်ပြီးတော့ဒီနေ့မှပြန်နှိပ်ဆောင်မယ်ပေါ့အိမ်မှာရှိတဲ့ခရမ်းသီးနဲ့မွန်လာဥဖြူနှလုံးလောက်ကိုတစ်ခါလေးထည့်ပြီးတော့ချက်လိုက်ပါမယ်ရေခဲသက်တာလည်းရှင်ဟင်းနဲ့တစ်ခွက်ဖြစ်တာပေါ့နော်အိုးတဲ့ကိုစီလေးထည့်ပြီးတော့ကျွတ်တော်နေလေးပပလေးနဲ့စီတက်လိုက်မယ်ပြီးတော့နွမ်းနေတဲ့ပြင်းတော်သိမ်ပဲလေးတစ်စီးလေးရှိရမို့လှုပ်ပြရမယ်သူတို့ထည့်ပြီးတော့စီတက်လိုက်တယ်ဒီတာနဲ့မွန်လာဥဖြူထည့်လိုက် ပြီးရင်ရေထည့်ပြီးတော့ပုံလောင်းဖြူနေဝူးသွားအောင်လို့တည်ထားတယ်ခဏနေရင်ခင်းအန်းသီးတွေတွေထည့်ခင်းအန်းသီးမနူတနူဖြစ်တော့မှကြံခဲ့တဲ့ပုံရည်ကြီးနဲ့ဝက်သားဟင်းကိုထည့်ပြီးတော့ရေထည့်ပြီးတော့နှွေးပေးလိုက်ပါတယ်ဒီမောင်မွှမ်းစူအောင်တည်ရင်နဲ့အရသာအတွက်အစာဟင်းရမုံလိုလိုလိုက်နိုင်ပါတယ်ကျွန်တော်ကတော့စားလေးနည်းနည်းပဲထည့်ပြီးတော့ရေလေးမခန့်တခန့်ဖြစ်ရင်တော့ချလို့ရပါပြီ ဂျူဘူးလေးကိုလည်းဝယ်ထားကြပြီဖြစ်လို့ကျက်တော်နေလေးစီတက်ပြီးတော့ဂျူဘူးလေးကိုကြော်လိုက်မယ်ဂျူဘူးလေးကလည်းနုံးအောင်နုံးအောင်မှဖြစ်တဲ့အတွက်ခက်တွက်တွက်လေးပဲရေစေးစလေးချုပ်ပေးလိုက်တယ်ပေါ့ကျက်တော်နေကိုစီတက်ဂျူဘူးလေးထက်စီလေးနဲ့ကြော်ကြော်လှော်လှော်လှုပ်ပြီးတော့ဂျူဘူးလေးနုံးအောင်ရေလေးနည်းနည်းထက်ကျွန်တော်ကဒီမှာပစုံချမုံမထည့်ပါဘူးဂျူဘူးရဲ့အချိုတက်ကအရန်ကိုပြီးပြည့်စုံနေပါလေစားလေးဟင်းရွက်မုံလေးနည်းနည်းထည့်ပြီးတော့ဂျူဘူးလေးနုံးသွားတာနဲ့ပကံနဲ့ထည့်ပြီးတော့သုံးဆောင်နိုင်ပါပြီခင်ဗျာဒါဆိုရင်တော့ထမင်းမယ်မယ်စားလို့ရပါပြီခင်ဗျာဒါလေးကတော့ လေးမှာချက်ထားတဲ့ငပိလေးမှာကြော်လေးတို့စရာတော့မှများများဆဆမရှိဘူးအဲ့တော့ဆွဲကြပါမယ်ခင်ဗျဘိုက်ကတော့စာနေပြီပုံးရဲ့ကြီးဝတ်သားကိုခရမ်းသီးလေးရောဘဲဦးလေးပါထဲဘဲဦးကတော့ပုံးရဲ့ကြီးချက်ထဲကထည့်ပြီးတော့ချက်ထားအခုလိုအရေးရွှဲရွှဲလေးဖြစ်သွားတယ်ဒါဆိုအများသာလေးရပြီပေါ့ငပိလေးမှာကြော်လေးอืมเชิญก่อน rồi con bố tôi bao giờ con thì cho cả rau nhà con လူဘူးကြော်လေးရတယ်ကျွန်တော်ကြိုက်ပါတယ်ဆွဲပေးရမှာပေါ့ဟင်းဟင်းလေးတွေမုံလာဦးလူတွေရတယ်ကျွန်တော်ကြိုက်ပါအကုန်လုံးကတော့ကျွန်တော်ကြိုက်လေးတွေပဲဖြစ်နေပါတယ်ကျွန်တော်ကတော့ပုံရိပ်ကြီးနဲ့ဝတ်သားအခုလိုလေးချက်စားကြတယ်ကြည့်နေတဲ့သူတွေကရောအိမ်မှာရှိနေတဲ့ကြံနေတဲ့ဟင်းတွေဆိုရင်ဘာတွေနဲ့ချက်စားကြပါလဲခင်ဗျာ 嗯，阿们娘，我个那边有人讲，我们这做不干了，那年二八年了，没有。 ဒီနေ့ဘာမှမထက်တာအိမ်မှာတော့မှကျွန်တော်အတွက်ဆန်လုံးညုံမချက်ဘူးအဲ့တော့အများစားတဲ့ဆန်သမင်းဖြူနဲ့ပဲစားလိုက်တယ်ကျူးဘူးကတော့တကယ်ကောင်းတာချိုးနေရမှာ င်ကငပိလိမ္မာကျော်ပဲလည်းကောင်းတယ်ထိမိကွေးကလည်းငပိလိမ္မာကျော်ထွက်ပေးရတော့မယ်တောက်ကောင်တောက်ကောင်ကျွန်တော်ဒီနေ့ဟင်းမချက်ပဲနဲ့အရင်နေ့ကဟင်းတွေနဲ့အခုလိုဖွဖွေရရလေးဆွဲလိုက်ပါလေအခုကြည့်နေတဲ့လူတွေကရောကြံတဲ့ဟင်းတွေရှိလို့ရှိရင်ဘယ်လိုမျိုးပြန်ပြီးတော့ချက်စားကြပါလဲခင်ဗျာကျွန်တော်ပြောခဲ့ပေးအောင်နော်ပြပါ